ဒီကဗီဒီယိုမှာတော့တက်ပလက်လောကမှာဆရာကြီးလို့ပြောလို့ရတဲ့ဒါအားလုံးလဲသဘောကျတဲ့နိုင်ငံတော် brand တွေကအသက်ထွက်ထားတဲ့ Xiaomi ရဲ့ Pad 8 Pro အကြောင်းပြပြပေးမယ်။ ကျွန်တော်ဒီ Pay Pro အကြောင်းမပြောခင်ဒီ Xiaomi ရဲ့ tablet တွေကဘာကြောင့်အခုချိန်ဒီလူကြိုက်များနေလဲဆိုတော့နည်းနည်းလေးရှင်းပြပေးဦးမယ်။နည်းနည်းလေးလေးရှိတာပေါ့။ပြောရမယ်ဆိုရင်ဒါ Xiaomi ရဲ့ Pad 5ကနေပြီးတော့စတာပေါ့နော်။ Pad 5ပြီးတော့ကျွန်တော် Pad 6 series တွေပြီးတော့ Pad 7 series တွေအခု Pad 8 series ရောက်လာတဲ့အထိကိုမှ Xiaomi ရဲ့ tablet တွေကလူကြိုက်များတော့တုံးလို့ကောင်းနေတော့မယ်။ ပွင့်ပွင့်လင်းမြင်တာအောင်ပြောမယ်ဆိုရင်တော့ကိုက entertainment ပိုင်းတစ်ခုလောက်ပဲတုံးမယ်ဆိုပြီးတော့ laptop တစ်လုံးဝယ်ရတဲ့ဆာလို့ရှိရင်တော့အဲ့ဈေးတန်းဝင်ကျင်မှာ laptop မဝယ်တော့ဘဲနဲ့ဒီ Xiaomi ရဲ့ပတ်အိတ်ကိုဝယ်ချလိုက်တာပို့ပြီးတော့အသုံးဝင်တယ်လို့တော့ခံစားရတယ်။အချို့နေရာတွေရော laptop မှာရတာမျိုးတွေ tablet မှာမရဘူး။ compromise လုပ်ခံရရဲဆိုပေမဲ့တစ်ဖက်ကပြန်ကြည့်လို့ရှိရင်လည်းဒါ tablet ကနေပြန်ရတယ်။ display quality ရေ sound quality ရေပြီးတော့ battery life တွေ performance တွေဒါတွေအကုန်လုံးက laptop မှာမရအောင်သူစီတန်းဝင်ကြမှာဆိုရင်ပေါ့နော်တကယ်လို့အဲ့လိုမျိုးရချင်နေဆိုရင်ဈေးအကြီးကြီးတုံးရမှာအဲ့တော့ကျွန်တော်တို့ကအလုပ်အတွက်မဟုတ်ဘူး entertainment ဘိုင်းအတွက်ဆိုရင်ဒီ Xiaomi ရဲ့ Passeri ရာတော်တော်လေးကိုမှအဆင်ပြေတယ်အထိုးနီး၎င်းပဲကိုကအလုပ်အတွက်သုံးမယ်ဆိုရင်လည်းဘာပြဿနာမှမရှိဘူး What is the fine RAM ရဲ့အပြင်ကျွန်တော်တို့ gain တွေပါရင်လည်းပါဆော့မယ်အထိုင်မိုးတွေအတွက်ဆိုရင်လည်းဒီ tablet တွေရာတော်တော်လေးကိုမှအဆင်ပြေတယ်မှာပါတယ်အဲဘယ်လိုပြောရမလဲပတ်စုံသုံးပေါ့ဘယ်တော့သွား ပေါ်တေဘယ်ဖြစ်ဖြစ်တဲဝါလို့ရမယ်။ဂိမ်းတွေဖိချိုက်ဆော့လို့ရမယ်။ရုပ်ရှင်တွေကောင်းကောင်းကြည့်လို့ရမယ်။အကုန်ပေါ့ဗျာ။စိတ်ထဲရှိရာတွေအားလုံးလုပ်လို့ရမယ်။ဟာမျိုးပေါ့။ဆိုတော့ကျွန်တော်တို့ပတ်အိတ်ဘလို့အကြောင်းလေးကိုဆက်ပြောအောင်။ ဒီ Xiaomi ရဲ့ Pad 8 Pro ကိုစပြီးတော့ကြည့်ကနေကနည်းနည်းလေးသိတာထင်ရှားတာကတော့ဒီကောင်က Pad 7 Pro လို့ Pad 7လို့ဆက်လို့ရှင် Display Ratio လေးကနည်းနည်းလေးတော့ပြောင်းသွားတယ်။အဲမျက်စိလည်းမြင်အောင်ပြောရရင်တော့ဒီကောင်က iPad တွေရဲ့ Display Size ပုံစံမျိုး Ratio မျိုးဖြစ်လာတယ်ပေါ့နော်။လေးတောင်မကြတကြပုံစံမျိုးလေးသုံးရတဲ့ Ratio ကရုပ်ရှင်ကြည့်ရမျိုးစာကြည့်ရမျိုးနည်းနည်းလေးပိုပြီးတော့ကောင်းလာတဲ့အနေအထားမှာရှိတယ်။ ဘော်ဒီတစ်ခုလုံးကတော့ပို့ပြီးတော့နည်းနည်းပေါ့လာသလိုခံစားရတယ်။ပြီးတော့အလူမီနီယံဖရိန်ကိုပဲဆက်ပြီးတော့တုံးထားပြီးတော့မယ်။အကျန်းခံတဲ့တောင်တိုင်းကိုဘာမှပေါ်နာချစ်ရရေတိတ်ပြီးတော့ထင်တာမျိုးတွေမရှိဘူး။ကင်မရာဘန်ဒီဇိုင်းလေးနည်းနည်းလေးပြောင်းသွားတယ်။အဲဒီလောက်ပဲ။ပြီးတော့ဒီတက်ပလက်ရဲ့ အဓိကအချက်လို့ပြောရမယ်ကျွန်တော်တို့သုံးမဲ့ display ကိုဆက်သွားတာပေါ့ဒီ Xiaomi Pad 8 Pro မှာသုံးပေးထားတဲ့ display က11.2 inch ကိုမှ IPS LCD panel 144 Hz နဲ့ပဲလာတယ် IPS LCD panel ဆိုပေမဲ့ Xiaomi ရဲ့ tablet တွေကဒါအားလုံးသိတဲ့အတိုင်းပဲသူရဲ့ display quality ကတော်တော်လေးကိုမှကောင်းတယ်အကြည့်ရရပါလေလုံးဝကို sharp ဖြစ်ပြီးတော့အရန်ဝင်ကြည်ကြည်လင်လင်ခံစားရတယ်အဲတကယ်လို့ဒါကပေါ့နော်တောင်းတောင်းမသိရသူဆိုလို့ရှိရင်တော့ဒါ display ကအရန်ကောင်းတယ်အိုလက်လာပါလာ lockdown ခံစားမိမဲ့ဟာမျိုးပေါ့ ကွာဝါတာဆိုလို့ကျွန်တော် true blood ရတဲ့နေရာမျိုးတွေအဲဒါမျိုးတွေရောနေတိတာကွာဝါမယ်ကာလာတုံးလေးပေါ့အဲ့ဒါလေးပဲကွာသွားမှာဒီကောင်ရဲ့ IBS LCD 144 Hz ကလည်းတော်တော်လေးကိုမှအရောင်နေစိုးစိုးတောင်းနေကြည့်လို့တအားကောင်းတယ်ပြီးတော့ HDR video ဘာလို့လဲ support လုပ်ထားသေးရဆိုတော့ဘာပြော display နေနေရောတော်တော်လေးကိုမှကောင်းတယ်ပြီးတော့ display resolution ဆိုလို့ရှိရင်ဒီ Xiaomi ရဲ့ Pad 8 Pro မှာက 3.2K resolution နဲ့လာတယ်ဆိုတော့ဘာမှတိတ်တောင်ပြောစရာမလိုဘူး တော်တော်လေးလေးအဆင်ပြေရယ်အဲ7 7 Pro တို့ Serio နဲ့တွားပြောမယ်ဆိုလို့ရှင်တော့အရင်ထွေထူးกว่าတော့မရှိဘူးဆိုမဲ့ Display Ratio လေးနည်းနည်းလေးกว่าသွားတယ်ပေါ့အဲကြည့်ရနည်းနည်းလေးပို့ပြီးတော့ကောင်းလာတယ်ပေါ့တသေးလေးပါပဲဒါကတော့တသေးချာရှင်ကြီးမှတည်တာတာမျိုးဆိုတော့ performance ကိုဆက်သွားတာပေါ့ဒီ Xiaomi ရဲ့8 Pro မှာထည့်သုံးပေးထားတာက Snapdragon 8A လေးကိုထည့်ထားပြီးသားသူထည့်အမြင့်ဆိုရင်တော့ 8A လေး Gen 5ပဲရှိရမှာ အဲစနော်ကောင်အေးအေးလေးဆိုတာကတော့ဒါမနှစ်တုံးက flagship SoC လို့ပြောလို့ရတယ်။အဲ့ကောင်ကိုဒီ Xiaomi ရဲ့ Pad 8 Pro မှာထည့်ထားပြရဆို performance အနေနဲ့ဘာမှတိတ်ပြီးထွေထူးပြောစရာမရှိဘူး။ပြီးတော့ HyperOS 3နဲ့လာတယ်။ perfect ပဲ so smooth animation တွေဘာတွေအစလုံးဝကို share ပြန်နောက်ခုခုနေပေါ့ကျွန်တော် workstation mode တွေပါတယ်တုံးတဲ့အခါမှာလည်းပိုပြီး easy to use ဖြစ်လာတယ်ပိုပြီးတော့တုံးရတာအဆင်ပြေလာပြောပြောရမယ်ဆိုရင်မကျွန်တော်တို့ဒါကျွန်တော်အနေနဲ့တုံးတဲ့အခါမှာပိုပြီးတော့ user friendly ပိုဖြစ်တာပါဗျာပိုပြီး easy to use ပေါ့နော်ကျွန်တော်ဘယ်အရာလေးတုံးကျင်တာလဲဘယ်လိုမျိုးတွေတုံးကျင်တာလဲဒီမျိုး feature လေးတွေကပိုပြီးတော့ပိုကောင်းလာတယ် hyper os 3မှာပြီးတော့ဒါက snapdragon 811နဲ့ဖြစ်တဲ့အတွက် performance ကလည်းမမသိပြောစရာမလိုဘူး gain ဆော့လည်းအဆင်ပြေတယ်အလုပ်လုပ်လည်း okay တယ်ဘာ run ကျင်တာလဲဒီပေါ်မှာအကုန် run လို့ရတယ်အဲ့လောက်ထိကောင်း ပြီးတော့သူ့ရဲ့ကင်မရာသူ့ရဲ့ကင်မရာကလည်းပြောမယ်ဆိုရင် main camera က 50MP main camera ကိုထည့်ထားပေးတယ်ဆိုတော့ဒီကောင်ရဲ့ main camera ကလည်းဆိုလို့မဆိုးဘူးနော်ဒါပေမဲ့ဒီကောင်မင်းကမှာတလုံးမဲပါတာတလုံးမဲပါတာဖြစ်တဲ့အတွက်50 MHz ကိုထည့်ပေးထားတယ်ဒါပေမဲ့ detail လေးတွေတော့ကောင်းတယ်တက်ဖလက်တလုံးမှာပါတဲ့နဲ့ကင်မရာဆိုတာထက်နည်းနည်းလေးပိုနေတယ်လို့ခံစားရတယ်အဲပြောချင်တာကကျွန်တော်တို့ဒီပုံမှန် budget phone တွေမှာပါတဲ့ camera ဆိုင်ဒီကောင်ကင်မရာပိုကောင်းတယ်ပေါ့နော်ဒါမှနိုင်သင့်ဘူးဆိုရင်လည်းပြောပြမြင်တာအောင်လို့ပြီးတော့ selfie က 32MP တက်ဆက်ပြီးထပ်ထားပေးရဲအဲပြီးတော့ခုမိုက်တာကဒီကောင်ကကျွန်တော်တို့အရှိပေါ့နော် selfie ကအဲအဆုံးနေပါတယ်တုံးတဲ့အခါတော့ပေါ့မှာဆိုတော့တော်တော်လေးကိုအတုံးဝင်နေထားမှရှိတယ် ပြီးတော့ဒီကောင်ရဲ့ battery life ကောနော် battery life ကလည်းဒီကောင်မှာတော်တော်လေးကောမှာကျန်နေ9200 mAh ကောမှာသူက67 watt fast charging နဲ့ရမှာဆိုတော့ battery life ကလည်းတော်တော်လေးကောမှာဒါ strong ဖြစ်တဲ့အနေထားမှာရှိတယ်အဲ Snapdragon 8 Elite ကလည်း power ဆက်သက်တာတယ် hyper os 3ကလည်း optimization နဲ့ကောင်းလာပြီဆိုတော့ဒီကောင်ရဲ့9200ကအရင်ထက်စားလို့ရှင်တော်တော်လေးပိုပြီးတော့ခံလာတယ်ပြီးတော့နောက်တစ်ခု68 watt ကလည်းသွင်းရမြန်တယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ဒီကောင်ရဲ့ speaker ဘိုင်းတွေပေါ့ speaker ဘိုင်းမှာဆိုရင်ဒီကောင်က quad speaker ကိုထည့်ထားပြီး။ stereo speaker ပဲအကုန်လုံးက Dolby Atmos ပို့တယ်ဆိုတော့ speaker လေးလုံးကိုအတန်အတွက်ကောင်းကောင်းနဲ့နှာထောင်လို့ရတယ်။ပြီးတော့ဒီကောင်က Xiaomi ရဲ့ Pad 8 Pro CE ဖြစ်တဲ့အတွက် fingerprint လည်းပါသေးတယ်။ဆိုတော့ tablet တစ်လုံးအကြောင်းပြောရင်းနဲ့ဒါအားသာချက်တွေပဲပြောလို့မရတော့အားနည်းချက်တွေပါလေထည့်ပြောရမှာပဲအားနည်းချက်နေနဲ့ပြောရမယ်ဆိုရင်တော့ကောင်းမှာက wifi version ပဲရှိတာထုံးစံတိုင်းပေါ်ကျွန်တော်တို့ Xiaomi ရဲ့ tablet တွေဖြစ်တဲ့အတွက် wifi version ပဲဝယ်လို့ရမယ် sync ကထည့်လို့မရဘူးဒါကတော့အားနည်းချက်ဆိုတာထက် အဲသူ့မှာပါတဲ့သဘောတရားပါဗျာ Xiaomi tablet တော်များကဒါ SIM version တွေကဒီကိုမဝင်ကြအောင် Wi-Fi version ပဲရမယ်အဲပြီးတော့နောက်တစ်ခုအနေနဲ့ fingerprint ပေါ့နော် fingerprint တို့ဒီလိုအတန်တိုးလျှော့ခလုတ်လေးတွေကနည်းနည်းလေးတစ်မျိုးလေးပေါ့နော်အရင်နှိပ်ရတာအရင်ပျော်ဖို့ကောင်းမနေဘူးအဲ့ဒီပြောဖို့ကောင်းမလို့နည်းနည်းပစ်ပစ်ပုံစံမျိုးလေးဖြစ်နေ။ RAM လေးတော့တိတ်တော့မကြိုက်ဘူး။အဲအကြိုက်ဆုံးကတော့ display ကောင်းကောင်းနဲ့ရုပ်ရှင်ကြည့်ရတာလေပြီးတော့ performance ကောင်းတဲ့ run တာနေ battery ခံတာ ਈ ဒါတွေကိုတော့တော်တော်လေးသဘောကျတယ်ကျွန်တော်ဆန်းသုံးတဲ့ laptop မှာလည်း dynamo တွေကပို့ပြီးတော့များတယ်ဘာလို့ကျွန်တော် entertainment ပိုင်းအတွက်ပို့ပြီးဦးစားပေးပြီးရုပ်ရှင်ကြီး game shot dynamo တွေဆန်းသုံးပစ်တာများတယ်အဲ heavy load ဆိုလည်းဘာမှသိပ်ပြီးထွေထူးပြောစရာမရှိဘူးပြီးတော့ remote one internet ကင်ပြီးသုံးသွားတဲ့အချိန်တွေမှာလည်းတော်တော်လေးကိုမှအဆင်ပြေရလက်တွေပါထောက်တာရရှာတာတွေသိပ်မရှိဘူး big quality တော်တော်လေးကိုကောင်းလာတယ် အဲဒါကတော့သူ့ရဲ့အားနိုင်ချက်အားသာချက်တွေပေါ့ဟိုပြောမယ်ဆိုရင်တော့ဒီ tablet တုံးဝယ်တဲ့အခါမှာကိုကဘလို့အတွက်သုံးနေတာလဲဆိုတော့တည်တည်ချာကြွေးပြီးမှဝယ်တင်တယ်အဲဆိုပါစို့ကိုကအလုပ်အတွက်သုံးနေတဲ့ဘာညာဆိုရင်တော့ဒါ tablet ဝယ်ရမလား laptop ဝယ်ရမလားဆိုတာလည်းတွေးဟဖြစ်တယ်ဆိုပေမဲ့ laptop ထပ်စားလို့ရှိရင်တော့သူသူတန်းဝင်ချင်မှာကျွန်တော် tablet တွေပို့ပြီးတော့ဦးစားပေးခွဲသေးခြင်းနဲ့ keyboard တွေပါရင်တွေ့သုံးလိုက်ရင်ဒီကောင်းနေလုံးဝ perfect ပဲဘာမှသိပြောရမှာမလို့ပြီးတော့ Google နဲ့ချိန်လိုက်မယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဖုန်းနဲ့ tablet နဲ့က တော်လေးကိုတုံးရတာတမ connection မိပါလို့ပြောလို့ရတယ်။ဘာပဲပြောပါဒီ Xiaomi ရဲ့ Pad 8 Pro ကတော့လက်ရှိမှာတော်တော်လေးသဘောကျမိရဲ့ tablet လို့ပြောလို့ရတယ်။နောက်ဆုံးထပ်တဲ့ဖြစ်သလို performance နဲ့ display တွေလုံးဝကို share ပဲ။အဲဒီမှာတစ်ခုရှိတာကကိုကဒီ Pad 8 pro ဘောနော်ဈေးများလို့မရွေးချင်ဘူးဆိုရင်တော့သူထက်နည်းနည်းလေးတဆင့်နေပြီးတော့ Pad 8ကိုလည်းရွေးလို့ရတယ် big quality ရဲ့ design တွေပါတော့အကုန်တူတူပဲဒါပေမဲ့ camera ဘိုင်းတွေ performance ဘိုင်းတွေ charging watt ဘိုင်းတွေ ဒါမျိုးတွေကွာသွားလိမ့်မယ်။ဆိုတော့ခုလိုလို့ဆိုရင်ဒီပတ်အိတ်ပရိုကိုဘယ်လိုမျိုးမြင်လဲ။သဘောကျတာ။ဘယ်နေရာတွေမှာသဘောမကျတာမျိုးရှိတယ်။အောက်ကကွန်မန့်မှာပွန့်ပွန့်လင်းလင်းဆွေးနွေးတော့ခဲ့ပါအောင်။ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါတော့။အားလုံးကျေးဇူးများတင်ပါတယ်။ကျွန်တော်အဒမင်ကြော်ရီပါ။ヤンガンモバイルストア